ကားသမီး၅ယောက်ပေါ်တန်းတူညီမျှမချစ်ပေးနိုင်တဲ့အကိုထွန်းရဲ့အခုလိုလုပ်ရက်တွေကိုယူကျုံမရဖြစ်နေရဲ့ပိုးကြဖြစ်ခင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာစတာပေ့ချ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ကားသမီး၅ယောက်ပေါ်မှာမျှတမှုမရှိတဲ့ PK ထွန်းရဲ့လုပ်ရက်တခုကိုရင်ဖွင့်လာတာကတော့တရုတ်ဆောင်မင်းသမီးလေးပိုးကြဖြစ်ခင်မှာမိဘဆိုတာကသားသမီးတွေပေါ်မှာညီတူမျှတူချစ်ရမှာကတဘာဝပါ ဒါပေမဲ့လေပိုးကြပြုခင်ရဲ့ခင်မွန်းတဲ့တထေးကြီးပိကေထွန်းကတော့သမီးတွေကိုချစ်ကလိုလေးသေးမရှိကယူဆိုင်ပေမဲ့တားရီအပေါ်ကတော့ကယူမဆိုင်ဘူးလို့ဆိုလိုက်ပါတယ်။မိဘဆိုတာတားသမီးတွေအပေါ်မှာညီတူညီမျှချစ်ရမှာပါ။ ဒါပေမဲ့ဘိုးကြပြုခင်ရဲ့ရင်ဖွင့်ချက်အရာတထေးကြီးပိကေထွန်ကတော့သမီးတွေအလဲကြရင်တော့အရန်ကိုယူရတယ်ချစ်တယ်ကျင်နာတယ်လူလေးတဲ့မရှိအောင်ဂယုဆိုင်ပြုစုတယ်တားတွေအလဲကြရင်တော့လုံဝဆန့်ကျင်ဘက်ပဲဂယုမဆိုင်ဘူးလစ်လျူရှုထားတယ်လို့သူမကဆိုပါတယ်ဘိုးကြပြုခင်ကဒီကိစ္စကိုအခိုင်အမာသတိပြဖို့အတွက်သူသားလေးစိန်ဦးရဲ့မွေးနေ့မှာဖြစ်ခဲ့တဲ့ဖခင်ဖြစ်သူရဲ့လောရက်တွေကိုဖွင့်ချလာတာပါတားလေးစိန်ဦးရဲ့မွေးနေ့မှာအဖေဖြစ်သူပိကေထွန်စီကဘာမွေးနေ့လက်ဆောင်မှမရခဲ့ဘူးလို့ဆိုပါတယ်ဒါကဒီတစ်နှစ်ချင်းလောက်ဆိုတော့မဟုတ်ပါဘူး ါဘူးမနစ်ကလည်းမရခဲ့ဘူးလို့သိရပါတယ်။မွေးနေ့လက်ဆောင်ကထားပါတော့ဖခင်တယောက်နေနဲ့အပြင်သွားအလုပ်ကိစ္စနဲ့ခရီးထွက်ပြီးပြန်လာရင်တောင်းသားသမီးတွေအတွက်စားစရာမုံလေးတစ်ခုကစားစရာအယုတ်ကလေးတစ်ခုဒါမှမဟုတ်အမတ်တရလက်ဆောင်ပစ္စည်းလေးတစ်ခုတောင်းတခါမှဝယ်လာပေးဘူးခြင်းမရှိဘူးလို့ဆိုပါတယ်။ ဒီလိုကယူဆိုင်မှုမရှိတဲ့ဆက်ဆံရေးကတားငယ်စိန်ဦးတယောက်တည်းကိုမဟုတ်ပါဘူး။ PK ထွန်းရဲ့အရင်အိမ်ထောင်ထဲရခဲ့တဲ့တားကြီးဖုံးပြေးကိုလည်းအခုလိုပဲလစ်လျူရှူဆက်ဆံနေလို့ပိုးချဖြူခင်ကဆိုပါတယ်။နောက်ဆုံးသားလေးရဲ့မွေးနေ့အလူလှုပ်တဲ့နေ့မှာတောင်ဖခင်ဖြစ်သူ PK ထွန်းကအလူပြေးကနေအချိန်ထိအိယာကမထခဲ့ဘူးလို့သူမကယူကျုံမရဖြစ်စွာနဲ့ဖွင့်ဟထားပါတယ်။ကဲဒီလိုမျိုးသားလေးအပေါ်မှာတာဝန်မကြီးဂယူမဆိုင်တဲ့အပေါ် PK ထွန်းရဲ့အကြောင်းပြချက်ကပို့ပြီးတော့တောင်မှအံ့ဩစရာကောင်းနေကြတာပါ။သူကသားသမီးတွေက အမတ်တရားလက်ဆောင်ပေးဖို့မလိုဘူးဒီလိုချမ်းသာကြွယ်ဝတဲ့မိသားစုမှမွေးလာတာကအမတ်တရားကံကောင်းခြင်းလက်ဆောင်ဖြစ်နေပြီလို့တုံ့ပြန်ခဲ့တယ်လို့ဆိုပါတယ်ဒီနေရာမှာဒီဘိုးကြပြူခင်ကသူ့ခင်ပွင့်ရဲ့အကျင့်ကိုသူလုံးဝမကြိုက်ကြောင်းရှင်းရှင်းလင်းလင်းပြောခဲ့ရပါသူမကဖခင်တွေကသားတွေကိုစုပူချိန်ပေါင်းပြီးတော့သမီးတွေကိုမှပိုချစ်တာကလောကရဲ့ပုံမှန်ပဲလားလို့မိကွန်းထုတ်ခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့သူမရဲ့ခင်ပွန်းကိုသူမရဲ့ဖခင်နဲ့နှိုင်းယှဉ်ပြီးတော့ရင်ဖွင့်ခဲ့ပါတယ်သူမရဲ့အဖေဖြစ်သူကတော့လုံးဝအဲ့ဒီလိုမဟုတ်ဘူး သူမကိုချစ်တယ်လို့ပဲသူမရဲ့မောင်လေးကိုလည်းညီတူညီမျှချစ်ခဲ့တယ်လို့ဘိုးကြောင့်ရခင်ကသူမအဖေနဲ့ယောက်ျားဖြစ်သူပြီးခဲ့သောမတူညီတဲ့အကြောင်းရင်းကိုဝင်ဖွင့်ခဲ့ပါတယ် ဘူဇာပြခင်တရားဟိုတယ်တော်လေးတို့ကလည်းကိုဝင်နဲ့မွေးဖွားကနေအရေးကြီးချိန်မှာခင်မုန်းတဲ့ပီကေတွန်က KTV ကိုသွားနေလို့ရင်မောခဲ့ရကြောင်းဖွင့်ချခဲ့ရပါသေးတယ်။အခုသားသမီးကိစ္စထပ်ပြီးတော့ပြောပြလာပြန်တော့ပရိသတ်တွေကသူတို့အိမ်တော်ကြီးကိုစိတ်ပူနေကြပါတယ်။ဒါပေမဲ့အဖြစ်မှန်ကသူတို့အိမ်တော်ကြီးအဆင်မပြေတာမဟုတ်ပါဘူး။ဒါကဇနီးတဲ့တယောက်ဖြစ်တဲ့ဘူဇာပြခင်ကသူ့ရဲ့ခင်မုန်းကိုသူမဖြစ်စေချင်တဲ့ဖခင်ကောင်တယောက်ရဲ့ပုံစံသားသမီးအလုံးရဲ့ တန်းတူညီသူညီမချစ်ပေးပါဆိုပြီးလူသိရှင်ကြားတောင်းဆိုလိုက်တာချစ်လို့ပြုပြင်ပေးစေခြင်းနဲ့ပြောတာတာဖြစ်တာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကဒီလိုနားလည်မှုလဲတာလေးကလွဲရင်တာယာပျော်ရွှင်တဲ့အိမ်ထောင်ကြီးကိုတည်ဆောက်ထားနိုင်စေဖြစ်ကြောင်းသိရပါတယ်။ပရိသတ်ကြီးတို့ရောတားနဲ့သမီးလေးပေါ်မှာခွဲခြားဆက်ဆံတတ်တဲ့ဖခင်တယောက်ရဲ့အမြင်ကိုဘယ်လိုသုံးသပ်မိပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။